အားလုံးပဲမင်္ဂလာပါခင်ဗျာ EPG Gaming Channel ကနေကြိုဆိုပါတယ်ကျွန်တော်အခုဆော့ပြမယ့် row ကတော့ Don't Green row ဖြစ်ပါတယ်အဲ့ဒီ row ကိုကျွန်တော်7ဘူးအပြည့်အထိဆော့သွားမှာပဲဖြစ်ပါတယ်နောက်ထပ်အခုလိုမျိုးသူစန်းစန်းလေးတွေကြီးကျင်သေးတယ်ဆိုရင်တော့ပွဲကောင်းလေးတွေကြီးကျင်သေးတယ်ဆိုရင်တော့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ထားပြီးကိုကျွန်တော်တောင်းဆိုပါတယ်ခင်ဗျာကျွန်တော်က Don't Green row ကို7ဘူးအပြည့်ဆော့မှာဖြစ်တယ်ဒီ row နဲ့ပတ်သက်တဲ့ hero တွေကိုအခုတည်းကစပြီးဝယ်ထားတာဖြစ်ပါတယ် ခုဆိုရင်ကျွန်တော်၄ရိုးပြည်သွားပါပြီကားတရိုးပေါင်းပြီးတယ်ကျွန်တော်တင်းလန်းနေပြီးတော့ဒီကြက်ကောင်နေပြီးတော့เนาะကျွန်တော်ရဲ့ magic crystal တစ်ခုရပါတယ်ကျွန်တော်စော့မယ်လို့ရဲ့ magic crystal တစ်ခုရပါတယ်အဲ့တော့၄ရိုးပြည်သွားပါပြီစောစောစီစီနဲ့ဒီကောင်ရဲ့ row ရဲ့ effect ကဘာလဲဆိုရင်ဒီကောင်ကအလုံးမောင်း၁၀ရိုးထိတွဲလို့ရပါတယ်အဲ၂ရိုးတွဲမယ်ဆိုရင်ပထမအဆုံးအနေနဲ့ item တစ်ခွက်ရပါတယ် နှစ်ရူ၄ရူမှာဆိုရင်တစ်ခု၆ရူမှာဆိုတစ်ခု၁၀ရူဆိုရင်နောက်ဆုံးမြင်ရ crown တစ်ခုကိုရပါတယ်ဒီကောင်ကတော့ over အဖြစ်ဆုံး item လို့ပြောလို့ရပါတယ်အဲ၁၀ရူထိရရင်ပေါ့အဲဒီအရှိန်ဆုံးကရတဲ့ item တုံးမှာတော့ random ပါပဲတင်းကန်ကောင်းပြီးတော့တူတူကြာကြင်ကြာပါတယ်ကျွန်တော်ကတော့မိုးကျိုးကိုအကြိုက်ဆုံးပါပဲမိုးကျိုးဆိုရင် lightning ပုံစံလေးနဲ့ပေါ့နော်မိုးကျိုးသွားလေးဒီကောင်လေးဆိုရင်ကိုထည့်ထားတဲ့ hero မတည်သေး enemy ကိုပွဲတဝက်လောက်ရောက်ပြီဆိုတော့ねမိုးကျိုးစကြင်မှာဖြစ်ပါတယ် ူးလောင်းနေနေရောကျွန်တော်မသိပါဘူးအချိန်တိုင်းနဲ့လည်းကျွန်တော်မပြောတော့လို့ပွဲတော်လို့ပြောလိုက်တာဖြစ်ပါတယ်ပြီးတော့နောက်ထပ် item နှစ်ခွာကကြတော့ defend item နဲ့ attack item ကိုဦးစားပေးတဲ့ item ဖြစ်ပါတယ်နောက်ဆုံး0ရိုးပြည့်သွားရင်ရတဲ့ item တော့ crown ပဲဖြစ်ပါတယ်။ damage ကို percentage နဲ့ပေါင်းပြီးတဲ့ item ပဲဖြစ်ပါတယ်။တော်တော်များများပေါင်းပြီးရလို့ပြောလို့ရပါတယ်။ဒါပေမဲ့0ရိုးအပြည့်ရအောင်ဆော့ဖို့ကလည်းအလွယ်ကူလာပါဘူး။ဘယ်ရိုးမဆို0ရိုးအပြည့်ဆော့လို့ရပါတယ်။ဘယ်ရိုးမဆိုလို့ပြောရရင်ကျွန်တော်တို့ match နဲ့မှာပါတဲ့ astro power တို့ ဒီလိုမိုးဝမ်းဒေါင်းပရင်းလိုတခြား rule တွေရှိပါတယ်ဒီလို rule တွေဆယ်ဖို့ပြီးဆော့လို့ရပါတယ်ကျွန်တော်တို့ main assassin တို့ maxman တို့ tank တို့ဒီ rule တွေကတော့ဆယ် rule ဆော့လို့မရပါဘူး6 rule တိပဲရပါတယ် main rule ကိုဆယ် rule တွဲပြီးတော့ဂျန်တာကိုအလိုက်အင်းလိုက်တွဲလို့ရပါတယ်ကျွန်တော်ကတော့လောလောဆယ်သူနဲ့ပတ်သက်တဲ့ rule တွေပဲထည့်ထားပါတယ်တခြားဘယ် rule မှမထည့်ထားပါဘူးဒါမိကောင်းကောင်းပြီးမှဆိုရင်ကာနစီပဲရှိပါတယ်။ VR နောက်ကနေဖလားဒါမိပြီးမယ်။ ကားနှစ်စီးရဲ့တမ်းမီးကလည်း short တက်လို့တော့မရပါဘူး။ကားတွေကတိုက်တယ်။တိုက်ပြီးသွားလို့ရှိရင်သူ့ရဲ့မန္တာတန်းပြည့်ပြီဆိုရတယ်။ stand နေနေ stand ထပ်ပေးပေးပါရစေ။ကားကြီးက magic တမ်းမီးဖြစ်တယ်။ကားကြီးက magic တမ်းမီးဖြစ်တော့ကားကြီးကိုဒီ magic item တွေပေးလို့ရှိရင်ကားကြီးတမ်းမီးကပိုထွက်ပါတယ်။ကျွန်တော်ပွဲထဲမှာရရင် magic crystal တွေပဲထည့်ယူသွားဖို့ရှိပါတယ်။ဘာလို့လဲဆိုတော့ magic crystal တွေယူရင်ရူတွေ့လို့ရပါတယ်။ ကျွန်တော်မှလောလောဆယ်လေးဘာအိုင်တမ်မှမရှိပါဘူး။ OS မှာပေးထားတဲ့ view file လေးတခုပဲရှိပါတယ်။အကန့်ကောင်းကျင်တော့ကျွန်တော်က blessing ထားပါပါပြီ။ blessing ထားပါပြီဖြစ်တဲ့အတွက်ကျွန်တော်ကနောက်ကျတဲ့ rule ကတစ်ကောင်ကထပ်ထည့်မယ်ဆိုရင်ကျွန်တော်ဆော့ကျင်တဲ့ rule က6 rule ပြည်ပါပြီ။ဒါမဲ့နောက်ကျ10 rule ပြည်အောင်ဆိုရင်နောက်ကျ4 rule လိုပါသေးတယ်။ magic crystal 4 rule လိုပါသေးတယ်။ sorry ပါ magic crystal 4 rule တော့မဟုတ်ပါဘူး။ပြောရရင် hero နောက်ထပ်နှစ်ကောင်နဲ့ magic crystal နှစ်ခုလိုပါတယ်။ ကျွန်တော် sorry rule ထဲမှာဆိုရင်ထွစလာဗီဇန်နာထဲဝူကြံပါသေးတယ်ဒီကောင်တွေကဒီ rule နဲ့ပတ်သက်တဲ့ rule တွေဖြစ်ပါတယ်ဖိတ်ပေါက်မှာက assassin bug လေးကိုရတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီ rule မှာကကုရှင်ကဒီ rule ထဲမှာ assassin ဖြစ်နေပါပါတယ်အဲ့တော့ assassin rule ကိုယူတော့ assassin တရူးချိတ်ပါတယ်အမ်ထွစလာရသွားပါပြီထွစလာရပြီဆိုရင်နောက်ထပ် epic hero တစ်ကောင်နေနဲ့ဗီဇန်နာပဲကြံပါတယ် ဒီရိုးမှာကျွန်တော်အကြိုက်ဆုံးလို့ပြောရရင်တော့ကျွန်တော်ကတော့ဒီထွေဇလာနဲ့ပဇန်နာပဲပြောလို့ရပါမယ်။ဘာလို့လဲဆိုတော့ဒီကောင်လေးက epic hero လည်းဖြစ်တယ်၊ damage လည်းကောင်းကောင်းပေးတယ်။ပဇန်နာဆိုရင်နောက်ကနေ damage ကောင်းကောင်းပေးနိုင်တယ်လို့ဒီကောင်ရဲ့စူမွန်နာချလိုက်တဲ့ဒီအယုတ်ကလည်းတော်တော် damage ပေးတယ်လို့ပြောလို့ရပါတယ်။ထွေဇလာကကြတော့အရှိမ damage ခံတယ်။ဒါပေမဲ့ damage ခံတယ်ဆိုရင်သူကိုယ်တိုင်လည်း epic hero တကောင်ဖြစ်တယ်လေ။သူကိုယ်တိုင်လည်းအထိုက်လျောက်တော့ damage ပေးပါတယ်။ ဗီးတို့ဘာတို့ကတော့ပွဲအစမှာပွဲမဝင်အောင်လို့အကောင်ရေအတွက်နင်းအောင်လို့ထိန်းစော့လို့ရအောင်သုံးတာမရှိပါနဲ့ဗီးအားတကယ်လို့ကျွန်တော်3 star ရရင်တော့စုမယ်လို့ရတယ်ဆိုတော့2 star နဲ့ပဲရက်တော့ပွဲပြီးသွားလို့ရှင်ကျွန်တော်ကကျွန်တော်ပတ်စံဖြုံးနေအကောင်လှည့်တယ်ကျွန်တော်လူရင်းနဲ့အကောင်ကြီးလှည့်ပတ်စံ20ရောက်ပြီဆိုရင်ရက်လိုက်ပါတယ်ဘာလို့လဲဆိုတော့ဒါကျွန်တော်အရှိဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပဲ intro 20ထားပါတယ် intro 20ထားလို့ရှင် ပွဲပြီးသွားလို့ရှိရင်တင့်ကိုအတိုးအနေနဲ့လေးချက်ပေးပါတယ်တင့်မှာ30ရှိမယ်ဆိုရင်2ချက်ရပါမယ်ဘာပြောတပွဲ၄ချက်၄ချက်ဆိုတာအလကားရမဂျစ်ချက်မှာကအဆန်ရန်ဖြုတ်လို့ကောင်းတဲ့နိုင်ငံပါပါအောင်ဒါပေမဲ့အထိုက်ရပေါ့နော်တင်ကိုယ်တိုင်တကယ်ဟီးရိုးတင်ထားတဲ့အကောင့်ဒီအီအတွက်တင်ထားတဲ့အိမ်ကလည်းအထိုက်လျောက်ရှိပြီဆိုရင်ကိုလိုချင်းအကောင့်တစ်ခုသူတတ်မှတ်ချက်လေးပဲတစ်ခုမှရအောင်လို့လှည့်တင်တယ်လို့ကျွန်တော်အကြံပြုချင်ပါတယ် လောလောဆယ်ကျွန်တော်ကားနစီထည့်သုံးလိုက်ပါပြီ။ယူရင်းနဲ့ကြည့်တဲ့ဆိုင်ကားကနည်းနည်းပူပြီးတော့ဓာမိပူထွက်တယ်။မာလည်းပူခံပါတယ်။ကိုင်းနဲ့မာဒီလိုပြုံထားတဲ့ကောင်လေးထားရင်ပြုံထားတဲ့ကောင်လေးရှိလေကျွန်တော်ကကြိုက်တယ်။ပါဆိုကားကြီးကအဲ့ပြုံနေတယ်ကိုတိုးဝင်သွားတာဖြစ်တဲ့အတွက်ဓာမိကိုပြုံနေပေးပါတယ်။အခုဆိုရင်ပွဲထဲမှာဆိုရင်ကျွန်တော်ရဲ့ကားဓာမိကအများဆုံးပါပဲ။ခရီရောင်းတော့ရောက်လာပါပြီ။ ကားကားကနောက်ထပ်တူးစားတကောင်ထည့်ရဖို့လဲကျွန်တော်မှာတကောင်လိုပါတယ်ဒီ round မှာကျွန်တော်ပတ်စံလေးနဲ့တုံးလိုက်တဲ့အခါမှာကျွန်တော်ဗဇာနာတကောင်စားရပါပြီဗဇာနာကိုကျွန်တော် identity ပေးမယ်ကားပြန်ဖြုတ်ပြီးတော့ဗဇာနာပြောရင်လည်းနောက်တကောင်ထည့်ရောင်းပါတယ်တူးစားလို့ဆိုရင်တော့မဆိုးလို့ပြောလို့ရပါတယ်အပိယူတူးစားဆိုရင်ဒီမှာပါဝင်တယ်လို့ပြောလို့ရပါတယ် ဖဇာနာကိုကျွန်တော်မန္တတက်တဲ့ idea နဲ့ပဲပြီးထားပြီလေ။ဘာလို့ဒီကောင်ကဒါမှပွဲစားမှာပွဲစားခြင်းမှာလည်းဒီကောင်က edit ကြီးမှာဖြစ်ပါတယ်။ခုဆိုရင်ဖဇာနာအမန္တတော်ကြောင့်လည်းလာပါတယ်။ဒီကောင်ကလေကြိုက်တာဘာလဲဆိုတော့ပွဲစားမှာလည်း hero တွေကိုအဲ့ chain ထိုးပြီးဓာတ်မြစ်ပေးတာဖြစ်ပါတယ်။မိုးကျပစ်ချပါဘောနော်။အဲ့ဒီမိုဂျူကလည်းပွဲအချိန်ကြာလာတဲ့မြန်တဖြည်းဖြည်းစတက်တီမြများလာပြီးတော့ဒီမိုဂျူတွေကကျန်းလာတာဖြစ်ပါတယ် အဲ့ဒါရင်မဟုတ်ပါဘူးအရှိရရတဲ့ item နှစ်ခွက်ကလည်းထိုနီလည်းကောင်းပါပဲဖိတ်ပေါ်မှာကကျွန်တော်ကဟိုကရသွားတယ်ရိုးပဲယူလိုက်တာဖြစ်တဲ့အတွက်သူ့ရိုးနဲ့ပတ်သက်တဲ့ရိုးကိုတကောင်ထက်တယ်နော်ရိုးထက်ပြေးမှာဖြစ်ပါပွဲရတော့လောလောဆယ်နိုင်လိုက်ရှုံလိုက်ပါပဲအိုးနိုင်လိုက်ရှုံလိုက်ဒီမှာဒီပွဲမှာဆိုရင်ကျွန်တော်တော်တော်အထီနာပါပါတယ်ကျွန်တော်ဝင်သွားတယ်နေတာမဟုတ်ဘူး ဒါမဲ့ကျွန်တော်ဝင်နေဆိုရဲဒီလိုအနေထားတစ်ခုမှာပေါ့နော်ဒီလိုအနေထားတစ်ခုမှာကအမှန်တိုင်းပြောရင် Epic Hero 2ဆက်လောက်ရတင်နေပါပြီကျွန်တော်ကနည်းနည်းပတ်စံနှမျောကြီးမဖြုံးတာလည်းပါပါတယ်ဒါမဲ့အဓိကကိုယ်ယုံကြည်မှုနဲ့ကိုယ်ပါမပြုတ်အောင်ဆော်ထားနိုင်တော့ရပါတယ်ကား3ဆက်ရပါပါပြီကားအထောင်တော့မဟုတ်ပါဘူးဒါမဲ့ကားရင်းဆိုရင်ကား3ဆက်တော့ရအောင်ရှာမှအဆင်ပြေမှာကားကြီးကဓာတ်မိတော်တော်ပြီးပါတယ်ဒါတော့မှကျွန်တော်မနိုင်ဘူးကား3ဆက်ရအောင် နှစ်ခေါက်ရှိပြီကျွန်တော်တော်တော်ဝင်တာဒါမျိုးနောက်ထပ်၃နေ့ခေါက်လောက်ဝင်မယ်ဆိုရင်ကျွန်တော်ပြုတ်သွားနိုင်တယ်ခင်ဗျာဓာမီတန်ကိုကြီးလိုက်မယ်ဆိုရင်လည်းကားရဲ့ဓာမီအများဆုံးပဲဖြစ်တယ်အဲကျွန်တော်ကအမှန်တမ်းပြောရင်ကျွန်တော်ဆော့ကျင်တဲ့လူက၁၀ဦးပြည့်သွားပါပြီ၁၀ဦးပြည့်သွားပြီဖြစ်တဲ့ကျွန်တော်လူချင်းနဲ့ crown ကိုရသွားပါပြီပွဲရလည်းပြီးတော့မယ်ဒါမှမဟုတ်၁၀ဦးပြည့်သွားတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့မရှုံးတော့ပါဘူးရှုံးမှုရကြရင်တော့အရင်နေသွားပါပြီ ကျွန်တော်လိုမျိုးဆယ်ရူးတွဲထားပြီးချင်းချင်းနန်းနန်းကောင်းနေရှင်တော့မပြောတတ်ပါဘူးကျွန်တော်ကရိုးဆယ်ရူးနဲ့ဖိုက်တာဖြစ်တယ်ဟီးရိုးက3စားဆိုလို့ကားတစီပဲရှိတယ်ကျွန်တော်မှာဒါမိပေးမဲ့ဗီဇာနာဟီးရိုးတာမှာ1စားပဲဖြစ်နေတော့ဒါမဲ့ကိစ္စမရှိပါဘူးဆယ်ရူးအပြည့်ဒါမိကတော်တော်များပါတယ်ကျွန်တော်ကဗဇာနာကိုကြိုက်တော့ဗဇာနာကိုခရောင်းပေးထားပါတယ်အိုက်ကောင်ကဒါမိကိုယာကင်လုံးနဲ့ပေါင်းပြီးတဲ့အိုက်တန်ဖြစ်ပါတယ် ဘူးမှာဆိုရင်ဆယ်ဘူးအပြည့်တွဲနိုင်မှာရတဲ့ item လို့ပြောလို့ရပါတယ်။ရှေ့ဘွဲမှာလည်းကျွန်တော် S2 power တို့ S2 power တို့ Northern Bee တို့ကျွန်တော်စုပ်ထားဖြစ်တယ်။ဒီကောင်လေးလည်းမစိုးပါဘူး။သူ့အနေနဲ့သူတို့ကောင်းကြပါပဲဆယ်ဘူးအပြည့်ဆိုရင်ဆယ်ရူအပြည့်ဆိုရင်ဒမ်းမီအား over ကိုဖြစ်လုံးအားကြီးလို့ပြောလို့ရပါတယ်။အဓိကဟီးရိုးအထိုက်လျောက်ရှိရင်ရပြီ။ဟီးရိုးအထိုက်လျောက်ဆိုတာပြောချင်တာ3စားတွေပါရင်မလိုဘူး။အဓိကတကောင်စီရန်ကို2စားကြီးဖြစ်နေရင်သူ့အတူဒမ်းမီပြလို့ရပါတယ်။ ဘတ်ဂျက်ချက်မှာအဓိကတက်ရင်အနောက်ကဓာမိပီနဲ့ကောင်ဓာမိပီမဲ့ကောင်နဲ့မြင်းများတတထည့်တက်ဖို့တော့လိုပါတယ်အခုဆိုရင်ကျွန်တော်ကအနောက်မှာဓာမိပီမဲ့ကောင်နှစ်ကောင်အရှိမှာတက်နေပြီဖြစ်ပါတယ်ပြောချင်တာကတော့ကားကြီးဆိုရင်ကားကြီးဆိုရင်တက်မကြာဓာမိပီလေးကောင်မကြာတော့အောင်ပြောလို့ရပါတယ်ကားကိုကျွန်တော်မကြည့်အိုက်တဲ့အပြည့်ထည့်ပြီးတာပါတယ်ပဇာနာလည်းဒူးဆရာပါဘာကြီးကျွန်တော်ရှာလိုက်တာပဇာနာဒူးဆောက်မှာကျွန်တော်က assassin bot ပါထည့်ပြီးရတယ်သူ့ကိုစေဖို့ပြည့်တဲ့ဒီ assassin bot နှစ်ခုပါပါပါတယ် အဲ့တော့ဒီပဇာနာကြီးက over you ဖြစ်ပါတယ်အခုဘွဲမှာဆိုရင်မြင်တဲ့အတိုင်းပဲဒီပဇာနာကထည့်ပြီးတဲ့ item ပြစ်ချရတဲ့ damn mojo damage ကြီးကဟိုဘက်က legend hero တွေတောင်မခံနိုင်ပါဘူးဒီလိုကပွဲကြတာလေးမိုက်ပြီလို့ပြောလို့ရပါတယ်အဓိကမရှုံးအောင်လားဆိုပွဲကြလေသူ့ရဲ့ chain damage ကြီးသူ့ရဲ့ဒီပေါ်တော့ item damage ကြီးရတဖြည်းဖြည်းတဖြည်းဖြည်းစားနေတဖြည်းဖြည်းတပွဲတပွဲတက်တက်သွားတာဖြစ်ပါတယ်ဒါကျွန်တော်ကျွန်တော်အခုရှာမှာဗဇာနာ3 star ပဲဖြစ်ပါတယ် ပွဲတွေကလုံးဝတိတိုင်ကြောင်းလဲတော့အဲကျွန်တော်လုံးဝမဝင်တော့ပါဘူးရူးစေရူးပြည်ပြီးနောက်ပိုင်းမှာလုံးဝလုံးဝမဝင်တော့တာပါခုဆိုရင်ကျွန်တော်ဗဇာနာသတိရှာကိုစပြီးရှာမှဖြစ်ပါတယ်သတိရှာမရခင်မဲ့ပွဲပြီးသွားမလားသတိရှာပဲရသွားမလားဘူးပဲဆက်ကြည့်လိုက်ပါတော့ဗဇာနာသတိရှာကတော့မဖြစ်နိုင်တော့ဘူးလေပွဲကဒီပွဲပြီးရတယ်ပြီးသွားလောက်ပါပြီတန်းပြုတ်သွားလောက်ပြီဟိုတယောက်က ကဲနောက်ထပ်ဒီလိုဗီဒီယိုအလန်းလေးထပ်ကြည့်ကြနေရဆိုရင်တော့ကျွန်တော်ရဲ့ channel ကို like and subscribe လေးလဝေဖို့ထပ်ပြီးတောင်းဆိုပါရစေဗျာကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးကြရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဗျာနောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်